အားလုံးပဲမြင်လာပါရှင်ခိုင်ခွတ်စွာပဲလေးစေ channel လေးကနေအားလုံးကိုပြင်နေပြီးတော့ကျူစလိုက်ပါတယ်။ဟုတ်ဒီနေ့မှာတော့အမတို့ကခေတ္တကိုမျိုးစာရေးတွေကတမျိုးဖြစ်တဲ့ hierarchy ဟက်တို့ဟိုခိုကူရှော့ကိုလေ့လာရမှာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးလေးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့အမ16ရက်နေ့မှာတင်တဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကို Messenger လေးရဲ့နေစာလေးပို့ပေးပါနော်။ ိုက်ဒါဆိုလို့ရှိရင် hiyari hatto ho koku shot ဆိုတာကြတော့လေအမအရိုဒီခီရိုကိုမျိုးစာရတမျိုးဖြစ်ပါတယ်အဲ့တော့ hiyari hatto ဆိုတာကိုအမအရိုက hiyari to suru hatto suru ဆိုပြီးတော့နှစ်ခုခွဲလိုက်လို့ရပါတယ်အဓိကကကြတော့အထိတ်အလန့်ဖြစ်သွားစေတယ်ဆိုတဲ့အခြေအနေမှာဒီ hiyari hatto ကထွက်တာပေါ့နော်အမတို့လုပ်ငန်းခွင်မှာဆိုရင်ဒီ hiyari hatto ကတနေ့ဖို့နေ့ကိုကြုံရနိုင်နေပေါ့နော်ဒါကြောင့်မလို့ကိုကလောက်တာမဟုတ်ရင်တောင်မှကိုကတွေးတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ဒီ hiyari hatto ကိုအမအရိုကရေးရပါတယ်အဲ့တော့ hakenshita hito ကခခုဆိုတဲ့အမအရိုစီမှာတော့ ruru ရှိတယ်ပေါ့ကိုက ဖိုးဖောက်ကိုဒီလိုမျိုးဖြစ်အောင်လုပ်လိုက်တာမဟုတ်ပေမဲ့လို့ကိုကသူဖြစ်နေတာကိုတွေ့ခဲ့တယ်ဆိုလို့ရှိရင်ကိုကရေးရတယ်ဒီလိုပုံစံမျိုးပေါ့ဒါကြောင့်မလို့ဟီယာရီခက်တို့ကလည်းတထားဖို့တက်တဲ့တင်းနေနေမှာပါပါတယ်အဲ့တော့ဗောနော်သူကဟီယာရီခက်တို့ကဒီကြီးကိုအစင်းဒီမရဘူးကြီးကိုမဖြစ်ခင်မှာချွက်ခွင်းရနေပြီးတော့အာအာဘူးနိုင်ဖြစ်တယ်ဆိုပြီးတော့ခံစားလိုက်ရတဲ့အခြေအနေပေါ့နော်ဒီလိုအခြေအနေမျိုးမှာဟီယာရီခက်တို့ကထွက်တယ်အဲ့တော့အထိတ်တလန့်ဖြစ်သွားစေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒီဟီယာရီခက်တို့ကိုရေးရတယ် အဲ့မှာအနာဒီယဖြစ်တယ်တခုခုချော်လဲဘာညာဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်တော့အမတို့ကဟိယရီဟက်တို့မဟုတ်တော့ဒါဆိုရင်တော့အမတို့ကជីခိုဖြစ်သွားပြီပေါ့ဒါဆိုလို့ရှိရင်ဒီဟိယရီဟက်တို့ကနောက်တစ်ခုကပေါ့နော်ជីခိုမဖြစ်အောင်လို့သူကဒီဟိယရီဟက်တို့ထွက်လာပြီဆိုလို့ရှိရင်ဒါအခြေအနေကိုကြည့်ပြီးတော့ဒါကိုတော့ငါတို့ခယူးဆိုင်ကမယ်ဆိုပြီးတော့ဒီအခြေအနေကိုခယူးဆိုင်ခြင်းအဖြစ်ជីခိုမဖြစ်အောင်လဲကာကွယ်ပေးနိုင်တယ်ပေါ်နော်ဆက်တဲ့ဖြစ်ဒီလိုရေရချက်တင်နေအမတို့ကဟီယာရီဟက်တူရေးရတာဖြစ်ပါတယ်။ဟုတ်ဒါဆိုလို့ရှိရင်ဟီယာရီဟက်တူပဲရေးရေးကြီးကိုပဲရေးရေးအမတို့ကဒီနေ့ဆွဲတွေပါရမယ်ရေးရတဲ့သူနဲ့မေးပါရမယ် ပြီးရင်သူ့ရဲ့ဒီ real ချက်စားမရရင်နဲ့မေ့ပါရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်အသက်ပါမယ်ပြီးရင်သူ့ရဲ့ sign name ကပ်ပြီးပါမယ်ပြီးရင် khai code ဒူပါပါမယ် khai code ဒူဆိုတာကခိုင်ခေါ်အဆင့်ဘလောက်လဲပေါ့နော်စသဖြင့်ထားပါရပါမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျတော့ဒီជីခိုဖြစ်တဲ့နေပေါ့နော်တခါကျလို့ရှိရင်ဖြစ်တဲ့နေနဲ့ဟိရတဲ့ဆက်တော့ရေးတဲ့နေရမတူတာမျိုးကြီးလေးဖြစ်နိုင်တယ်။အမှန်တိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီဖြစ်တဲ့နေမှာပဲရေးရတာဆိုပေမဲ့လည်းမရေးမိနိုင်တဲ့အနေထားပေါ့နော်ဥပမာအလုပ်တွေအရင်များရမျိုးဆက်သဖြင့်ဒီလိုမျိုးမရေးဖြစ်တဲ့အနေထားကြီးလေးရှိနိုင်တယ်။ဒါကြောင့်မို့လို့ဒီဖြစ်တဲ့နေရေးတဲ့နေဆက်သဖြင့် ရေးတဲ့နေရာဖြစ်တဲ့နေရာပါရမယ်ပြီးသားလို့ရှိရင်ဂေါ်ဆန်ချူလာဂေါ်ကောမှာဖြစ်တာလားပြီးရင်အချိန်အပိုင်းချပါရမယ်ပေါ့ဟုတ်ဒါဆိုလို့ရှိရင်ကျတော့ hierarchy head တော့ရှူတူကြီးပေါ့ hierarchy head တော့မှာလည်းအမျိုးအစားတွေအများကြီးရှိတယ်အမျိုးအစားဆိုတာကဒီဖြစ်တဲ့ပေါ်တော့ဒီအခြေအနေနဲ့လိုက်ပြီးတော့ခေါင်းစဉ်တက်ပေးတာပေါ့ကွပြောမယ်ဆိုလို့ရှိရင်တော့တန်တိုးဖြစ်တာလားတန်နာခုဖြစ်တာလားယူကူအဖူမဲကြီးဖြစ်တာလားဘာလို့ယူကူအဖူမဲကြီးဆိုတာသူဘယ်သွားခြင်းလဲဆိုတာကို तू မသိမသိတာမျိုးပေါ့နော်ဒီလိုမျိုးဖြစ်တယ်ဟာလားပြီးရင်ခေါ်အန်းဖြစ်တာလားစသဖြင့် ဒီဆေးတောက်တာနဲ့မှားပြီးတော့ဖြစ်တာလားအဲတော့ knife ခုလားဂိုင်းရှော့ရခုလားပေါ့နော်ဒီဆေးတောက်တာတွေမှားတာလားအဟုတို့ဖြစ်တာလား shakuji trouble လို့ဖြစ်တာလားစသဖြင့်ဘာလဲဆိုတော့ခေါင်းစဉ်တက်ပြလိုက်ရတဲ့ပုံစံမျိုးပဲ hiyari hat ton no shui lui ဆိုတာကြတော့အဲ့ဒီမှာမှအခုသူရေးထားတဲ့ခေါင်းစဉ်တွေမှာမပါတဲ့ ဖြစ်နိုင်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ဆိုနိုတာဆိုတာပေးထားတယ်အကယ်၍ဒီပေးထားတဲ့တဲမှာမပါဘူးပေါ့နော်သူဖြစ်တာကြတော့ဒါမျိုးလို့ဆိုလို့ရှိရင်အမတို့ကဆိုနိုတာလေးဆိုတဲ့နေရာမှာအမှန်ချစ်ပြီးတော့ဒီဂွင်းလေးတဲမှာဗာလဲဆိုတာရေးပြရမှာဖြစ်ပါတယ်အဲ့တော့ here the head ကိုထွက်ပြီးဆိုလို့ရှိရင်အမတို့ကအချက်ပါမယ်အချက်က၄ချက်ရှိရဲ့ဆိုတာမှတ်ထားရမယ်အဲ့ဒါဗာလဲဆိုလို့ရှိရင် here the head တို့နော်နာယောဖြစ်တဲ့အကြောင်းရင်းပြီးဟီယာရီဟတ်တိုနော်တာယိုတို့မာဝါဒီနော်ဂျော်ချောအဲ့ဒါကကြတော့ဒီဟီယာရီဟတ်တိုဖြစ်တဲ့ခါမှာဘလို့အတိုင်း တိုင်းအိုးလုတ်ခဲ့လေပြီးရင်ဒီပဝင်းကျင်အခြေအနေဂျော်ခေါဆိုတာကြတော့သူ့ရဲ့အခြေအနေကဘယ်လိုရှိနေလဲစသဖြင့်ဒီအချက်ပါမယ်နောက်နံပါတ်3အချက်ကကြတော့ Here he had to no gain in the mountain တဲ့ဒီ Here he had to ဖြစ်စေတဲ့ပေါ့နော်ဒီအကြောင်းပြချက်ပေါ့နော် gain ပါမယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ဒီဖြစ်စေတဲ့အချက်ပေါ့နော်ဒီပြဿနာဖြစ်နေတဲ့အချက်ပေါ့စသဖြင့်ဒီလိုအချက်ပါမယ်ပြီးနောက်နောက်ဆုံးအနေနဲ့ဒီလိုမျိုး Here he had to နောက်မဖြစ်အောင်ဘယ်လိုမျိုးအမားတို့ကစီမံဆောင်ရွက်မလဲဆိုတဲ့ဒီပေါ့နော် အချက်ပါမယ်ဒါဆိုလို့ရှိရင်ဟိယာရီဟက်တူရေးရဆိုလို့ရှိရင်ဒီအပေါ်ပိုင်းကကြတော့အတူတူပဲအမတို့ဂျီခိုပဲရေးဟိယာရီဟက်တူပဲရေးဒီအပေါ်ပိုင်းကကြတော့တူတယ်ဒီပါတင်တဲ့ဟာရေးပေါ့နော်သူရဲ့နာမည်တွေပိုင်းတိုင်းအကုန်ပါမယ်အဲ့ဒီမှာမှဟိယာရီဟက်တူမှာဆိုရင်အချက်၄ချက်ပါမယ်ဒါဆိုလို့ရှိရင်ဟိယာရီဟက်တူထွက်ပြီဆိုရင်ကိုကအချက်၄ချက်ကိုစဉ်းစားရမယ်ဆိုတဲ့ပုံစံမျိုးပထမဆုံးအနေနဲ့ကကြတော့ဒီဟိယာရီဟက်တူကိုဖြစ်တဲ့ ဖြစ်ခဲ့တဲ့နိုင်ရောပေါ့နော်သူရဲ့အကြောင်းရင်းတွေပါပဲပြီးရင်အဲ့လိုဖြစ်တဲ့အခါမှာ short queen ဆန်နေဒီဘေးရလူတွေကဘယ်လိုမျိုးမာဝတိကလူတွေကပါနော်ဘယ်လိုမျိုးတိုင်းကိုလုခဲ့လဲဆိုတဲ့အချက်ပါမယ်ပြီးဒီ hierarchy head တို့ကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းကဘာလဲဘယ်အချက်ကတော့ပြဿနာရှိနေရလဲဆိုတဲ့အချက်ပါမယ်ပြီးတော့လို့ချင်းကြတော့နောက်နောက်ပေါ့နော်ဒီလိုမျိုးမဖြစ်အောင်လို့ဘယ်လိုမျိုးကာကွယ်တားဆီးမလဲဆိုတဲ့အချက်ပါမယ် ဟုတ်ဒါဆိုလို့ရှိရင်တော့သူကဒီမှာပြထားပါเนาะကြီးဆိုင်တော့တဲ့ရှစ်စတဲ့ဝါတဲ့ဖူဒီကာနာဝါစေတဲ့အိမဆက်တကယ်တကယ်ရေးရဆိုလို့ရှိရင်တော့အမတို့ကဒီအပေါ်ရေးပေးထားတယ်ပေါ့เนาะဖူဒီကာနာမပါဘူးတဲ့ဒါကကြတော့အမတို့လေ့လာတယ်တင်ခဲ့စာမလို့သူကဖူဒီကာနာထည့်ပေးထားတာဖြစ်ပါရဲ့တဲ့ဟုတ်ဒါဆိုလို့ရှိရင်အမတို့ဒီဟိယရီဟတ်တို့အတူတူဖတ်ကြည့်ကြမယ်ချီဆာနာအိုတိုကရှိတာနော်တဲ့ဟိုရှိဆိုရှိတာအဲ့တော့အတန်ထွက်လာရပေါ့နော်ချီဆန်းအိုးတို့ကဆိုအတန်တိတိထွက်လာရပေါ့ဒါကြောင့်မလို့သူ့ရဲ့အခန်းလေးကိုသွားခဲ့တယ်တဲ့ဘက်တူဆိုင်တူနိ အဲ့တော့သူကဗာလဲဆိုလို့ရှိရင်ကျတော့ချောဆိုင်တဲ့ you can ni sweat the irunou ha khan ဒါဆိုလို့ရှိရင်အဲ့ရရဲ့ဘေးမှာချောဆိုင်နေတာနဲ့ဒီကျမ်းမြင်မှာထိုင်နေတာကိုတွေ့ကြည့်တယ်။ဒါဆိုရင်သူ့အခန်းထဲကနေပြီးတော့ဘာပြောမလဲဆိုသူပြုတ်ကြတာပေါ့ကွယ်သူကဒီမှာဒန်းနာခုလို့ပြောထားဆိုတော့အဲ့တော့သူ့အခန်းထဲကနေပြီးတော့အတန်လေးထွက်လာအဲ့လိုပြုတ်ကြတဲ့အတန်ဒါကြောင့်မလို့သူ့အခန်းကိုသွားလိုက်တဲ့အချိန်မှာအဲ့ရဘေးမှာ သူချောဆိုင်နဲ့ဒီကျမ်းမြေမှာထိုင်နေတာကိုဟာခန်းဆိုတာအမတို့ရှာဖွေတွေ့ရှိခဲ့ရတဲ့ဆိုတဲ့ပုံစံเนาะအမအရှိမခူတို့ပါမတင်ခဲ့တယ်တွေ့ခဲ့ပါရဲ့တဲ့အီတာမီက9တခုတို့အဲ9ခုတို့အိုခကုနေသူနာတာရှိမရှိရောခကုနေလောက်တယ်အဲ့ပြီးသွားတဲ့အခါမှာခန်းကောရှိနိအဲ့တို့ရန်နာခုရှိခန်းကောရှိဆန်ကိုဆက်တွေ့တယ်သူနာပြို့ဆက်တွေ့တယ်အပြင်ခိတဲမိုရာဤကျော်ခေါ်ကခနစ်တေမိုရာဟုတ်ပြီးသူခန်းကောရှိဆန်လာပြီးတော့သူ့ကိုဒီအထင်းလေးကိုစစ်ဆေးတာကိုလက်ခံရယူခဲ့တယ် ဟုတ်ဒါဆိုလို့ရှိရင်ဒီမှာနောက်ထပ်တစ်ခုမှတ်ထားရမှာရှိတယ်။အဲ့ဒါကကြတော့သူတို့ဒီလိုမျိုးပြုတ်ကြတယ်လဲကြတယ်ဆိုလို့ရှိရင်ချက်ချင်းထူတာမျိုးမလုပ်ပါဘူးပေါ့နော်။အရင်ဆုံးကိုယ့်ရဲ့ဒီ short queen ဆန်တွေကိုခေါ်တာမျိုးပြီးရင်တူနာပြူရှိတယ်ဆိုတူနာပြူလှမ်းခေါ်တာမျိုးလုပ်ကြမယ်။အရင်အနေနဲ့အရင်များတဲ့အနေထားဆိုလို့ရှိရင်တော့ကိုကလှုပ်ပေးလှုပ်ပေးလိုက်ပေါ့နော်။ဒါပေမဲ့လို့ဒီလိုမျိုးပြုတ်ကြပါညာဆိုလို့ရှိရင်သူကအာဘယ်ညာနာဝလဲဗညာမေးပြီးပြီဆိုတာနဲ့ချက်ချင်းလက်ငင်းတခြားလူတွေခေါ်တာလုပ်ကြမယ်ပေါ့။ ါဆိုတော့အဓိကကတော့ဘယ်လိုပုံစံနဲ့ဖြစ်တာလဲဆိုတာကိုကိုကြောက်တဲ့မဟုတ်ပဲနဲ့သူများတွေပါမြင်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးအထူးသဖြင့်နတ်ဆမရှိရဆိုလို့ရှိရင်နတ်ဆမချင်းချင်းခေါ်ပြီးတော့သူကမှဘယ်လိုဘယ်လိုလုပ်ဆိုတာသူရညွှန်ကြားချက်ရအောင်မှလုပ်တာအကောင်းဆုံးပဲဒါဆိုရင်အမတို့နားရုံကိုတည်သွားပြီပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဖြစ်ခဲ့တဲ့အချိန်မှာဘယ်လိုတိုင်းဝန်လုပ်ခဲ့လဲဆိုတဲ့ဟာကိုဖတ်ကြည့်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခန်းကော်ရှီကဂျော်ခော့ကာကူနစ်တဲ့သူနာပြုကတဲ့အချိန်တွေကိုစစ်ဆေးပြီးတော့အဲတော့အီရှီနီဟိုကိုဂူရှိတာသူ့ရဲ့အထက်ကဆရာဝန်ကိုသူကလည်းဟိုကိုဂူလောက်ကတယ်တဲ့ ။အာဘိဒါအခိုင်ခေါ်ရှိတတော်မောနိအခန်းခေါ်ရှိတတော်မောနိခန်းခေါ်ရှိဆန်တဲ့အတူတူတာချီယာကရီဒေစဒိုက်သူ့ကိုမတက်ရက်တာကိုကူညီပေးခဲ့တယ်။ဘတ်တိုအဲအီဒိုရှိတာပြီးသူ့အဲ့ရဘောပြန်ပြီးတော့တင်မိခဲ့တယ်တဲ့။ပြီးကြရှင်းတိုင်းနိခီဆူနာတို့ကနိုင်ခို့တို့ကခုနင်းရှိပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာတွေပါတယ်ရှိလားမရှိလားဆိုတာကိုကခုနင်းလုပ်တယ်တိုးရီတယ်အရှိမစင်တို့ရည်ရည်တို့နော်မိမမော်ဒီကိုရှိတာအပြီးတော့လို့ရှိရင်ကြတော့ဒီတို့ရည်လေသွားတဲ့ဟာကိုမိမမော်ဒီလို့ပြီးခဲ့ပါရဲ့တဲ့ ါဆိုလို့ရှိရင်မနော်သူအဲ့လိုမျိုးလဲကြတာဖြစ်သွားပြီဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီအပေါ်မှာကျတော့ဒီနက်စမကနေပြီးတော့ကြည်တော့လက်ခံရယူခဲ့တယ်အဲ့တော့နက်စမကဘယ်လိုမျိုးလုပ်ခဲ့ပြီးလဲဆိုလို့ရှိရင်ကျတော့ဒီခန်းကောရှိဆန်နေပြီးတော့သူ့ရဲ့အခြေအနေကိုစစ်ဆေးတယ်ပြီးရင်သူကလည်းသူ့ရဲ့အထက်ကဆရာဝန်ပေါ့နော်ကိုဟိုခုခုလုပ်တယ်လုပ်ပြီးသွားတဲ့ခါမှာဒီနက်စမနဲ့အတူတူကိုလည်းကိုနဲ့ပေါ့နော်အတူတူသူ့ကိုမတက်ရက်ပြီးတော့မတက်ရက်တာကိုကူညီပေးခဲ့တယ်ပြီးရင်သူ့ရဲ့အိမ်ယာပေါ်ပြန်ရွှေ့တယ်ပြီးရင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအနာရရှင်းမရှိကိုစစ်ဆေးပြီးတော့သူ့ကိုဒီအိမ်နာပို့တဲ့ ဟာကိုလေမိမမိုဒီလုပ်ပေးခဲ့တာရဲ့တဲ့ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီမာဝါရီနိုဟီတိုဆိုတော့ကိုရဲ့နတ်ဆမရဲကဘယ်လိုမျိုးတိုင်းအောင်လုပ်ခဲ့လဲဆိုတဲ့အခြေအနေကိုရေးပြရတယ်။ဒါပြီးတော့လို့ရှိရင်ကျတော့ဟီယာရီဟက်တိုနော်ဂန်အင်တိုမွန်တိုင်းတန်ဒါကိုဖြစ်စေတဲ့အဓိကအချက်ကဘာဖြစ်မလဲဆိုတာစဉ်းစားရမယ်ပေါ့နော်။ဖူတန်ဆိုတာပုံမှန်ဆိုလို့ရှိရင်လေဟီတိုရီတဲ့တိုးရီတဲ့နိအာရွီတဲ့အီဒုခတာတဲ့ပုံမှန်ဆိုလို့ရှိရင်လေတော်တယောက်တစ်ပဲအိမ်သာသွားနေရပြောမယ်ဆိုရင်ခိုင်းကြော်မလို့မိမမိုဒီပဲလိုအပ်တယ်။သွားနေရလို့ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့။ပြီးတော့လို့ရှိရင်သူကဒါလို့ဆိုရင်မီကီဖူဇန်မဟီတဲ့ဝါအာဒုက ဒီခန္ဓာကိုယ်ရဲ့ညာဘက်တစ်ချမ်းကပေါ့နော်ဘယ်လိုပြောမလဲဆိုတော့လေဖြတ်နေတယ်ဆိုပေမဲ့လို့ antage de idu no de ဒီသူ့ဘာသာသူလမ်းလျှောက်နိုင်နေစိတ်ချရတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမမော်ဒီမို့ hisio nine တို့ iware de ita မိမမော်ဒီလည်းမလိုအပ်ဘူးလို့အပြောခံခဲ့ဒါကြောင့်မို့လို့သူ့ကိုပြောရမယ်ဆိုလို့ရှိရင်သူအိမ်သာသွားရဆိုလို့ရှိရင်အော်သူအခန်းထဲထွက်တဲ့အိမ်သာသွားရပေါ့သူအိမ်သာထိကိုကလိုက်မကြည့်တော့ဘူးလူမျိုးအမရုစမှာလည်းရှိရပါတော့သူကဒုက္ခောင်းနေတော့လမ်းလျှောက်တယ်မဟီတော့ဖြစ်နေဒါပေမဲ့လေသူကသူအိမ်သာသွားတယ်သူအခန်းကသူကသူပြန်နေဆိုတော့ကိုက ဟိုဘယ်လိုပြောမလဲဆိုတော့သူအခန်းထွက်လာတာညာဆိုရင်တော့တိတာပေါ့နော်။အော်သူအိမ်သာတော့ဘုတ်ထွက်တယ်။ဒါပေမဲ့အိမ်သာတဲ့ဒီလိုက်ကြည့်တယ်ဗာညာမျိုးမလုတ်တော့ဘူးပေါ့။အခုလေဒီလိုအခြေအနေမျိုး။ဟိုမှာဆိုလို့ရှိရင်တော့သူတို့ဘာသူတယောက်တည်းအိမ်သာကိုလည်းလျှောက်သွားနေတယ်။ညာဘက်ကလေဖြတ်နေရဆိုပေမဲ့လေစိတ်ချနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မိမမတို့လည်းမလုတ်ဘူးလို့ပြောခံခဲ့ရတယ်။ဒါကြောင့်မလို့ဒီရကခံရင်ဖြစ်လာတယ်။ဟိုက်ဒါဆိုလို့ရှိရင်ကြတော့ဒီပေါ့နော်ခုံကောဆိုအခုကစပြီးတော့နောက်ဒီလိုမျိုးမဖြစ်အောင်လို့ဘယ်လိုမျိုးစင်ကျင်မလဲဆိုတဲ့အချက်ကိုရေးရမယ်။ဒါဆိုလို့ရှိရင်ရခံသွားတဲ့နေအိုခိတတုနေအိုခိဆိုတာကြတော့ အဲ့ရာနေပြောချင်းချင်းထားတဲ့အချိန်ဆိုပြောရမယ်ဆိုအဲ့ချိန်မှုတို့ဖြစ်နေတဲ့အချိန်လို့ပြောတာပေါ့နော်အဲ့တော့ညာဘက်ဆိုလို့ရှိရင်တော့ဒီအဲ့ရာနေပြီးတော့ထားလိုက်တဲ့အချိန်ဆိုအဲ့ချိန်မှုတို့ဖြစ်နေတဲ့အချိန်မှာတဲ့ဒီခန္ဓာကာကပေါ့နော်အဲခန္ဓာကာကတော့ဖြစ်တဲ့ခါရဒါဆိုတာခန္ဓာကိုယ်ကအဲ့တော့ရှီကာရစ်နိုင်တာမင်းတိတိကျကျလေးအဲ့ချိန်မှုတို့ဖြစ်နေတဲ့အခါကျမှလမ်းလျှောက်တဲ့အခါမှဆိုရင်လည်းမတည်ငြိမ်ဘူးပေါ့နော်စသဖြင့်ဒီလိုမျိုးတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နတ်စုကိုတို့အိုရှိတဲ့မိုရာကိုတို့နေစတာနောက်နေအိမ်ညဘက်အိမ်ညသွားချင်တယ်ဆိုလို့ရှိရင်နတ်စုကိုတို့ကိုခေါ်ပေးပါဆိုပြီးတော့သူ့ကို ပြောခဲ့တယ်ပေါ့နော်။ ਉਸ တဲမိုတော့ဆိုတာ तू နှိတ်တာကိုလက်ခံရယူမယ်ဆိုတော့သူ့ကိုခေါ်ပေးပါပေါ့။နင်ညဘက်အိမ်သာသွားချင်တယ်ဆိုလို့ရှိရင်အချင်းမတို့ဖြစ်နေဖြစ်တဲ့အတွက်ကြောင့်မလို့နင်ကြောက်တယ်မသွားနဲ့အာဘူးနိုင်ဖြစ်တယ်။နတ်စုကိုသူ့ခေါ်ပေးပါငါအတူတူလိုက်ပေးမယ်။စသဖြင့်ဒီလိုမျိုးလုပ်ခဲ့ပါ၏တဲ့။ဟဲ့ဒါကကြတော့ hierarchy ဟတ်တူပေါ့နော်။အဲ့တော့အဓိကကကြတော့ HD အချက်လေးဆက်ခုနပြောခဲ့အချက်လေးချက်ပါမယ်ဆိုတော့သိရင်ရပြီပြီးအဲ့အချက်လေးချက်ကိုလည်းကိုကဘယ်လိုမျိုးစဉ်းစားမလဲဆိုတော့ဒီစဉ်းစားပုံစဉ်းစားနည်းကိုသိရင်ရပါပြီဟုတ်ဒါကတော့ hierarchy head to ဆိုတဲ့ ေါ့နော်ရေးရတဲ့နမူနာပုံစံလေးပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီဟာကိုကြည့်ပြီးတော့တင်တဲ့လေးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အမောက်စားလေးပို့လိုက်ပါနော်။တင်တဲ့16ရက်နေ့ဖွင့်မှာပဲဖြစ်ပါတယ်။ဟိုက်မင်းလာဆိုင်မှာတတ်နေ။